မိခံဖို့နဲ့ပတ်သက်ပြီးတော့ဆရာမတို့တိတိယောက်ကာဝန်နဲ့အောင်လို့ကာဝယ်ဆေးဘယ်လိုထိုးသင့်တယ်လဲဆိုတော့အချိန်မှာဆရာမတောက်လျှောက်ပြောကြားလာခဲ့ပြီဖြစ်တယ်။တခါဆရာမတို့အင်းဒီချင်းနိုင်ငံဒီမှာရောမိခံကာဝယ်ဆေးကိုဘယ်လိုပုံစံမျိုးနဲ့ပြပြပွားကကာဝယ်ပူရအောင်လုပ်ကြတယ်လဲဆိုတာရေဆေးထိုးတဲ့အခါမှာတိရောက်စီဖို့အတွက်လှုပ်ဆောင်အောင်လိုက်နာအောင်အချက်လက်တွေကဘာရှိတယ်လဲဆိုတာကိုလည်းပဲဆရာမပြပြခဲ့ပြီဖြစ်တယ်ပေါ့နော်။အဲ့တော့ကျမတို့ကကာဝယ်ဈေးထိုးတာလေးလိုအပ်တယ်လို့ရှေ့ကကျမပြောခဲ့တယ်တန်ရာပေါ့နော်ကိုရရတဲ့တန်ရာနေထားပုံကိုဒီပြောခါကျတော့တန်နာလာ အဲညစ်ပတ်တဲ့တတိဝန်းစတေတာဆိုတာကိုလည်းခွဲခြားပြီးတော့တီးဖို့လိုသေးတယ်ပေါ့ဘယ်လိုဖြစ်ဖြစ်ကျွန်မတို့ကဒီကနေ့တရားရလာပြီဆိုလို့ရှိရင်ဘာဖြစ်တတိဝန်းစတေပဲဒါကြောင့်ကျွန်မတို့မရလာပြီဆိုလို့ရှိရင်တော့တရားရလာပြီဆိုရင်မိမိတို့ရဲ့တဲ့အေးပြားတရားနေများအားလုံးကိုတေချာတန်ရှင်းစီကြောမယ်ပေါ့နော်ဒီရင်းနဲ့တန်ရှင်းအောင်တေချာစီမယ်ညစ်ကြေးတွေအဲကတ်နေရဆိုပြီးရှင်တေချာဖယ်ရှားမယ်ပေါ့အဲ့ဒါပြီးတော့ခါကြတော့မှကာဝစီထိုးမယ်ဆိုလို့ရှိရင်တော့ပြည့်ပြည့်ဝဝကမူရဖို့အတွက်ကျွန်မတို့ပို့ပြီးတော့ရန်ခိုင်တော့များတယ်ပေါ့နော်ပြီးတော့ခါကြတော့ကျွန်မတို့ကကျမကြီးဆောင်ရှောက်မှုစနစ်တွေချုပ်ရင်းတာအားနေရရှိတွေ့ကြအောင်ကျွန်မတို့မိကန်ကာဝစီ ချိန်မီရနိုင်ဖို့လည်းပဲ အဲရှိကြမှာရှိတယ်မယ်ဈေးမလုံလောက်တာပေါ့နော်ဒီကတည်းကရတော့အားများတော့ခါကျတော့တစ်ချိန်နဲ့တစ်ချိန်နဲ့မှာထိုးရတဲ့ကြောင့်မလို့ဈေးမလောက်တော့တာနောက်တစ်ခါကျတော့ဒီဈေးကူတာဖို့အတွက်ကိုနှောင့်နှေးကြံ့ကြတာပေါ့ဥမာကျွန်တော်ဈေးုံသွားမယ်ဈေးကန်းသွားမယ်ဆိုလို့ရှိရင်ဈေးကန်းကုန်တိုင်းကငလင်းတိုင်းသားမဖြိုကြသွားတယ်ဈေးမရှိရောစတဲ့ဒါမျိုးတွေရှိမယ်နောက်ဈေးုံသွားတဲ့လမ်းမှာကျွန်တော်ငလင်းတိုင်းသားမလို့ဒါပြက်စည်းနေတဲ့လမ်းတွေပါညာရှိတယ်ဆိုလို့ရှိရင်သွားရလာရတာခက်ခဲနောင်ကြီးရရှိမယ်ကားလိုက်နေဆိုရင်မထွက်တော့ဘူးဒါမျိုးတွေကျွန်တော်ရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့အဲ့လိုအကြောင်းမျိုးမျိုးကြောင့်နှောင့်နှေးကြံ့ကြတာမျိုးလည်းမရှိရလေအောင်ဒါကျွန်တော် တို့ review ရောလိုအပ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ကျွန်တော်တို့အဲ့လိုမျိုး delay တွေရှိခဲ့မယ်ဆိုလို့ရှိရင်တော့မိခင်ကကျွန်တော်ခုနပြောခဲ့လိုပဲအသက်ဆုံးရှုံးတဲ့အဒီကိုသူကပြင်ထန်နေတယ်ဆိုတော့လည်းနားလည်ထားမှာဖြစ်ပါတယ်သူတို့ကျွန်မတို့ဒီ humanitarian workers တွေပေါ့နော်ဒါကေဆေးပြလို့တဲ့လူတွေဆိုလို့ရှိရင်ကြတော့အတကယ်တော့ကောင်းတာတော့မသွားခင်ညာကျူပြီးတော့ထိုးတာပေါ့နော်အဲ့တော့ကမ္ဘာနိုင်ငံကြီးကကမ္ဘာရဲ့ကနေပြီးတော့နိုင်ငံတကာတွေဆိုတော့နိုင်ငံလာပြီးတော့ကုညီကေဆေးလုပ်ပေးကြတယ်အဲဒီအဲကုညီကေဆေး ဒါအဖွဲ့ရေဆိုလို့ရှိရင်တော့ထိုးပြီးသားတွေဖြစ်နိုင်ပါလိမ့်မယ်သူတို့တွေလည်းဆိုလို့ရှိရင်ကြိုတင်ပြီးတော့မိခင်ကပဲဈေးပြင်တခြားသကူးဆက်ပိုးဝင်လာနိုင်တဲ့အနေထားပေါ့နော်ဒီတပတ်နှစ်ပတ်လောက်ဒီမှာသူတို့လာနေတဲ့အချိန်တွေမှာမြန်မာနိုင်ငံလိုနေရာနေပြီးကူးဆက်ရောဂါပြန့်နေတဲ့ပုံစံတွေဘာတွေရှိလဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြီးတော့သူတို့မှာကာဝေးဈေးထိုးတာတွေလည်းပေါင်းပေါလာနိုင်တယ်ပေါ့နော်အဲ့တော့ ရင်းရင်းလိုအပ်ချက်ပုံဒီဘက်ခါကျစမတို့ဘေးကငါးပဲချေထိုးထားမှာဖြစ်ပါတယ်အဲ့တော့ခုနပြောသူစမတို့ရှေးရှေးရပြောရလို့ပဲ tetanus immune globulin ကကြတော့လိုလိုလောက်လုံလောက်တဲ့ခါဝဲမှုမရနိုင်ဘူးလူစားတယ် patient တွေပေါ့နော်ဥပမာစမရင်းနှောင်းကငါးပဲချေလေထိုးထားမထိုးထားလည်းမသေးကြဘူးအခုတခါလည်းဒဏ်ရာကလည်းဘာမှမသိဘူးပေါ့နော်သူ့ရဲ့ဒဏ်ရာကအဲတော်လေးနက်လေးနက်တယ်နောက်တစ်ခါကျတော့ဒီပိုးဝင်နိုင်ခြေလည်းများတဲ့မျိုးစားဥပမာစမတို့ခုခံစနစ်အားနေတယ်လို့ အမျိုးသားပေါ့မစီချိုရှိရဲ့လူသားတွေဗတာမျိုးတွေဆိုလို့ရှိရင်တော့အမျိုးဂလိုဘင်းတွေကိုကြိုတင်ပြီးတော့ခါကြောက်ထိုးရဖို့လိုအပ်တယ်ပြီးတော့ခါကြတော့အပြည့်အဝရရှိဖို့အတွက်ကတော့ကျွန်တော်တို့ရှိရပြုခဲ့တဲ့ဘူစတာဒို့စ်ကို၁၀နှစ်တည်းနေပုံမှန်ထိုးပေးဖို့လိုအပ်ပါတယ် ဒါလေးကကျမတို့2023နှစ်မှာဒါရေးသားခဲ့တဲ့ဂျာနယ်တစ်ခုပေါ့နော်အဲ့တော့သူကကာဝယ်ဆေးတွေဟာကျမတို့ earthquake relief efforts ပေါ့နော်အဲမြေလင်းတန်းကနေပြီးပြန်လဲပြီးတော့အဲနလန်ထူနိုင်ဖို့ရန်အတွက်အဲစ조사အထုတ်တဲ့နေရာမှာကာဝယ်ဆေးက top priority ပေါ့နော်ထိတ်ဆုံးမှရှိနေ priority ဆိုတော့ကျမဦးစားပေးရပါပေါ့နော် top priority ဆိုတော့ကျတော့ထိတ်ဆုံးမှဦးစားပေးနေရက်တည်တာဘာကြောင့်မလို့လဲတဲ့ဆိုပဲသူကသူတင်နာဆိုင်လူပြီးပြောထားတယ်ပေါ့နော်အဲ့တော့သူတို့ကကြတော့ဒီအဖြေခံထားတာကျတော့တူရကီနဲ့ဆီးရီးယားမှာတုတ်ခဲ့တဲ့ ငလျင်ပေါ့နော်ကျမတို့လောက်အဲရှိပါတယ်ခုနှစ်တက်သမားရှိဆိုတော်တော်ကြီးပြင်းတဲ့ငလျင်ပေါ့အဲ့တော့ပြပြတဲ့ခါကျတော့မှလည်းတို့ကအဲ့ဒီ February 6ရက်ပေါ့နော်2023မှာလုတ်တယ်ပြီးတော့လည်း after show တွေကျမတို့လည်းအများပြအနည်းလေးရှိရယ်ပေါ့နော်ပြီးတော့ခါကျနောက်ဆက်တဲ့နှုတ်ခဲ့တဲ့ငလျင်ကတော်တော်ပြင်းတဲ့ငလျင်တစ်ခုရှိ7.7ကကြတော့အဲအဲ့လိုမျိုးလုတ်ရတဲ့ကြောင့်ဖြစ်တဲ့ဆိုအထူးကအပြည့်စီရတအားများဒီဆုံးတဲ့ရေတော့ကလည်း4000ကျော်ပြင်းနေတယ်ပေါ့နော်အခုအဲ့တော့နားလေထားရမှာကျမတို့ကငလျင်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်များသောအားဖြင့်အိမ်ကြီးကပျော်တဲ့ဟာကလည်းပဲဟိုက why, uh, but တတိပပောက်ပြိုသွားပြီမပြိုဘဲနဲ့ကျွန်တော်ရိုင်းနေရရှိမယ်နောက်အက်နေရရှိမယ်ပေါ့နော်အဲ့တော့တချို့ကြတော့လည်းပဲအခုကမွေးလည်းရွာလာကြတော့အကြောင်းဝင်အိတ်ကြရပေါ့နော်ကိုအိတ်ခက်အိမ်ထဲဝင်ကြရတဲ့အတည်းဆိုပြီးတော့အိတ်ကြရလူကြီးရှိတယ်အဲ့တော့တကယ်လို့များပေါ့နော် after shock တွေလာခဲ့လို့ပြိုကြရင်ဘာညာဆိုလို့ရှိရင်လည်းကျွန်တော်အထူးကြည့်စီရရှိလာနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကဟိုတက်ပန်နေစာတွေးစားချက်တစ်ခုပါပဲအဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်သူများနိုင်ငံမှာလည်းဒါမျိုးဖြစ်ခဲ့တွေ့ကြအောင်ကျွန်တော်တို့တတိထားရမယ်ပေါ့နော်အဲ့တော့အထူးကြည့်စီရရများလာရတယ်များကြိုတင်ပြီးတော့ကာဝယ်ဆိုတဲ့နေရာမှာကျွန်တော်တက်တက်နဲ့ဆိုမိခန်ကာဝယ်ဈေးကိုဒိုးနိုင်တဲ့ဈေးကိစားရတော့အားလုံးဒါ တတိထားပြီးတော့ဟာကြတော့အခုလိုအချိန်မျိုးမှာဒူတာတင်တဲ့လူဆံမကတော့အကြံပြုနေတဲ့လူစားဖြစ်ပါတယ်ပြီးတော့ဒီမှာလည်းပဲဒီဂျာနယ်မှာလည်းပဲတခြားထောက်ပြသွားရအများကြီးရှိသေးတယ်ကဘာရဲရဲမှာရှိရင်ကလေးထောက်လှုပ်ခက်ခဲပြီးတဲ့နောက်ပိုင်းမှာဖြစ်ပေါ်လာနေတဲ့ဆံမတို့ကုဆက်ယောဂါတွေကြံ့နှံ့မှုတွေကြောင့်ရင်တခါအဲ့ဓာတွေဆံမဘယ်လိုမျိုးကာကွယ်လို့ရရဆိုတဲ့အကြောင်းရင်တချို့ယောဂါတွေကကြောက်တော့လည်းပဲဆံမတို့ကို MLD တွေအနေနဲ့အတည်တင်တဲ့အတွက်ကြောင့်ဆံမဒါလေးတွေနဲ့ထည့်ပြီးတော့ပြောကြားပေးမှာဖြစ်ပါတယ် ။မတော့ဖြစ်ဖြစ်ပွားရတယ်ဆိုတော့ incidence တွေပေါ့နော်။ဘယ်လောက်ထိဖြစ်ပွားထားလဲဆိုတဲ့ဟာသူတို့တွေ case တွေကြည့်ရတာကြာရေးတွက်ထားတယ်။အဲ့မှာကျမတို့အင်္ဂလိပ်နဲ့ဖြစ်ပွားပြီးနောက်ပိုင်းမှာကူးစက်ခဲ့တဲ့ရောဂါတွေတွေမှာအဖြစ်များစွာ gastrointestinal နဲ့ hepatic infection လို့ခေါ်တယ်။အစာရင်ဥလမ်းကြောင်းနဲ့အသေးရောဂါတွေပေါ့နော်။အစာရင်ဥလမ်းကြောင်းကျမတို့ဝမ်ပြန်ဝမ်ရှော့ဖြစ်တာတို့နောက်ကကျမတို့အသေး hepatic ကျမတို့ hepatitis အသေးရောက်သွားရောဂါပိုးတွေပေါ့နော် A တို့ E တို့ပေါ့နော်။ဒါတွေကကျမတို့အဲလူတစ်သိန်းမှာသူကဖြစ်နှုန်းနေရ163ရောက် နှုံးနဲ့ဖြစ်တယ်ဆိုတော့ပြောထားရပါတော့အဖြစ်ဆုံးပေါ့နော်ဗက် post earthquake ဒီမှာပြီးတော့နောက်တဲ့ဒုတိယလိုက်ဒါ skin infection ပေါ့နော်ဝဲဆွဲတဲ့လူတခြားအခုစမတက်တက်တဲ့ကြောင့်ဟာမျိုးလဲပါမယ်နောက်တစ်ခါကျွန်တော်အရေးပြားနေ့ပတ်သက်ပြောခါကြတော့ဥဆက်ရောဂါအများကြီးပါမယ်ပေါ့နော်အဲ့တော့အဲ့ဒါကြီးကကျသူ့လောက်တော့မရှိဘူးသူ့တော့လောက်တော့ရှိတယ်ဒါပေမဲ့လည်းပဲတသိန်း84ရာဆိုမနည်းတယ်ပမာဏတစ်ခုပဲပေါ့နောက်တစ်ခုဆိုနောက်ဆုံးနောက်ဒုတိယလိုက်ဒါ respiratory infection ပေါ့နော်အသက်ရှူလမ်းကြောင်းဆိုင်ရာပိုးဝင်တာတွေအဲ TB တို့တခြားသောကျွန်တော်တို့ bacteria virus ရှိရကျွန်တော်ပြောခဲ့ပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒါကြီးကကျွန်တော်တတိယလိုက်တယ်သူကသူရဲ့သုံးသက် ချက်တွေကတော့ပြောထားနောက်ဆုံးမှာကျွန်တော်တို့ central nervous infection လို့ခေါ်တယ်အာယုံကြောအဲစနစ်ပေါ့နော်ဆိုင်ရဲ့ပြဿနာတွေအုံနာအာယုံကြော အဲစာဒီရဦးနာမေးရောင်နာတို့တခြားကျွန်မတို့ပိုလီယိုကဲ့သို့သောအကြောတည်ပြောခွေရောတာမျိုးတွေပေါ်လို့အကျုံးဝင်နေပေါ့လေအဲ့ဒါတို့တနောက်ဆုံးမှလိုက်တယ်လို့ပြောထားတယ်ဆိုဒါရဲပါလဲဆိုလို့ရှိရင်ငလျင်လှုပ်ပြီးရနောက်ပိုင်းမှာတွေ့ရလေဒီ infectious disease ပေါ့နော်ကုသရောဂါတွေပေါ့အခုကျွန်မတို့ဒီနေ့ဆိုလို့ရှိရင်ငလျင်ထုတ်ပြီးရချိန်မှာအဲကျွန်မ10ရက်လောက်ဖြစ်သွားခဲ့ပြီပေါ့နော်အဲ့တော့ကျွန်မတို့တကယ်တော့ပိုးဝင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီပြေးပြေးနဲ့ဒီပိုးတွေးရှိမှုနှုံးနဲ့ပိုးပြီးတော့တက်လာမယ်အဲကျွန်မပြောချင်တာကပိုးတွေးရှိတယ်မရှိဘူးဆိုတာကျတော့တေချာရောဂါကိုရှာဖွေတာအတိအပြည့်ရဲ့အပိုင်းတွေလိုအပ်တယ်ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်ကနေဦးရဲ င်ဟာယောဂဖြစ်ဖို့အတွက်အစပြုတဲ့အချိန်မှာတွေကကျမတို့ကအဲလက္ခဏာတွေဒီချိန်မှာတွေးလာရနိုင်တယ်ပေါ့နော်။မာဖျားရနာတာ၊ချောင်းကျွတ်တာတွေကျမတို့စပြီးတွေးလာရနိုင်တယ်။ဒါလို့လည်းဆိုတော့ခေါင်းထဲထည့်ထားဖို့အတွက်အားလုံးဒါမှာခြင်းတဲ့အနေအထားဖြစ်တယ်ပေါ့နော်။အဲ့တော့ကျမတို့အဓိကကပါလေ registration notification တွေ့ရတဲ့လူတွေကျမတို့ register လုပ်ထားမယ်။ဘာရောအဖြစ်များတော့မသိဘူး။ဒါပေမဲ့အဖြားနေပြီ။နောက်တစ်ခါကျအဲကယ်ဆယ်စကန်ဆိုလို့ရှိရင်လည်းပဲချောင်းဆိုးနေပြီ။တယောက်နှစ်ယောက်လည်းမဟုတ်တော့ဘူး။အဲဒီကတ်မှာလည်းဖြစ်တယ်။ဥပမာဆိုကျမတို့က မြန်မာပြည်အလဲပိုင်းမြို့တမျိုးဆိုကြပါဆိုအဲ့ဒီမှာကျမတို့ဖြားပြီးပါ냐ဆိုလို့ရှင်နေပေအဲ့ဒါကို register လုပ်ထားပြီးတော့ငါကြတော့ဒါကို notify လောက်ရမယ်ပေါ့နော်ဆိုတော့ကျမတို့ data ကဒီအာနာပိုင်အဖွဲ့စည်းတွေနောက်ကျမရင်လည်းပဒရက်ဖွဲ့စည်းကိုအကြောင်းကြားပေးရမယ်တတိတတိထားပေးရမယ်အဲဒီမှာတော့လူအများကြီးတဲမှာမှာဒီတယောက်ကတော့ဖြာနေဒါမှမဟုတ်ရှင်လည်းပဲအဲဒီမျိုးတစ်မျိုးတဲမှာ ਉਹ ပဲခုနကခုနကကေစိစခန်းဒီနာကေစိစခန်းမှာကေစိစခန်းနှစ်ခုတန်းကိုရှိရဲဆိုချင်အဲ့မှာကျွန်တော်တို့ဖြာတဲ့လူတွေတွေ့လာရဒါမှမဟုတ်ရှင်လည်းပဲဝမ်းပြတဲ့လူတွေတွေ့လာရပြီဆိုတော့ဆိုရေဂျစ်စတာလုပ်ပြီးတော့ခါကြတော့အဲ့လူတွေမတက်မှတ်ပြီးတော့ notify လောက်ရမယ်ပေါ့နော်ဒီအလတ်လောက်ထားရမယ် အဲကျွန်မတရင်ပို့ထားသတိပြထားမယ်သူယောဂဖြစ်လားမဖြစ်လားဆိုတော့တမမသေးချာဘူးဒါပေမဲ့ဗာလဲဆိုလို့ရှိရင်ဖြစ်လာတဲ့ယောဂါတွေကြိုတင်ပြီးတော့ဒါအဝဲနဲ့ကြားထားမယ်သူတို့ရှိတခြားလူတွေပြန်တဲ့ကူးစက်ခြင်းမှာကာဝပိသဖြစ်တယ်ပေါ့ဒါကြောင့်ကျွန်မတို့ဒီ infectious disease management ပေါ့နော်ယောဂါအဲကူးစက်မှုကိုတားဆီးနိုင်မယ်ဆိုရင်ဒီက register လုပ်ထားမယ်ဘယ်သူဘယ်သူဘာဖြစ်လဲဆိုတော့ကျွန်မတို့ဒီစားလေး register လုပ်ပြီးရပြီးတော့အမှတ်ပုံအမှတ်ပုံတင်ပြီးတော့ခါကျဘယ်သူလဲအဲဟိုဘုံဘုံနေဆွဲနေမှာကျွန်တော်တို့ကအမည်နေရလိမ့်စာပါညာအသက်ပါညာအပါအဝင်ကိုသူ့ရဲ့ဒီ အဲဘယ်မှာနေတာလဲဆိုရဲဟွာ၄ပေါ့နော်ဟိုကန်သေးစခန်းဆိုလို့ရှိရင်ကန့်ဆိုရဲဘယ်ကန့်မှာနေရလဲရအစားသူဘယ်ရဘလို့လူပါဆိုတော့ကျွန်တော် register လုပ်ထားရမယ်ဒါမှသာလျှင်အဲ့ဒီရဲ့ဒီ registration မှာမတူရခိုင်စမားတို့ယောဂရှိတယ်ဆိုလို့ရှိရင်လည်းကုသဘူးဒါမှမဟုတ်လို့ရှိရင်လည်းစမားတို့တန်တရားရှိတယ်ဆိုလို့ရှိရင်အဲ့လူကြီးအောင်စမားခွဲထုတ်ထားရမယ်ပေါ့နော်တခြားလူနဲ့မရောထားနဲ့သူရှိရဲ့ဆိုလို့ရှိရင်တခြားလူပြန်နိုင်တယ်ဆိုရင်တခြားမျိုးစမားတို့နားလည်ထားရမှာဖြစ်တယ်ပေါ့ဒါကစမားတို့ကကနက်ဦးအခြေခံလုပ်ပြီးရဲ့စမားတို့ဒီ volunteer လုပ်သားတွေကျမကြီးလုပ်သားဟွာပေါ့နော်အောက်ခြေအောက်ခြေမှာစမားတို့ဒီအဲ ဟိုရဝိဇာလုပ်ပေးရဲ့လူနောက်ကနေရာချတာပေးရဲ့လူတို့ပေါ့နော်အဲ့လိုလူမျိုးတွေကတစင်ကျွန်မတို့ကတည်အောင်မဖြစ်တဲ့အတွက်ကြောင့်အဲ့လိုလူတွေကျွန်မချိုးတင်ပြီးတော့ trainer ပေးရမယ်မှာထားပေးရမယ်ပေါ့နော်ဘောဝန်ဒီဇိုင်းတွေကျွန်မတို့ကိုမှာထားပေးအောင်ဖြစ်တယ်ဆိုမှဒီမှာတခါရဲပဲပြောချင်ပါတယ် ဲ့တော့ကျွန်တော်တို့အချိန်မီတားစီးပွေးရဲ့အတွက်ကကြာတော့လူနာကိုခုနကပြောဆိုမှတ်ပုံတင်တာလောက်ရမယ်တတိပေးပို့ရဲဆို notification ကိုလောက်ရမယ်ဘယ်လိုလုပ်ရမယ်ဘယ်နေရာမှာလောက်ရမယ်ဆိုတာကိုလေးကျွန်တော်တို့သတ်မှတ်ထားမှာပဲဆိုတော့ကျွန်တော်တို့က camp တစ်ခုရဲ့မှာသူ့ရဲ့ဈေးဈေးပေးတယ်ကျွန်တော် unit ဈေးကန်းရှိလားပေါ့ဒါမှမဟုတ်လို့ရှင်လည်းပဲအဲဈေးယုံရှိလားပေါ့နေဆိုနေဆိုကျွန်တော်တို့တိုက်နေဈေးယုံပေါ့ညာရှိမယ်ပေါ့လေအဲ့တော့ဟိုကျမ်းမိုက်လို့ဒါမလုံတာမလုံလောက်တာပါညာလည်းရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့လိုမျိုးအဲလူတွေကနေတစင်ပေါ့နော်အဲ့လိုကျမ်းမိုက်တာဝန်ကန်တွေကနေတစင်ညွှန်ကြားချက်တွေကိုအမြဲကျွန်တော်လိုက်နာရမယ်အမြဲနာဆွေးနွေးရပြီ ခုဆိုလို့ရှိရင်တို့ကျွန်တော်တို့ကမေးပြန်ပြီးတော့မေးရမယ်ပေါ့နော်အဲ့ဘလို့နေကြောင်းယူဆိုလို့ရှိရင် live တင်ပို့ရမှာစတဲ့ဒါမျိုးတို့ကျွန်တော်တို့ကကြိုတင်ပြီးတော့မေးထားရမယ်လာပြီးတော့ဟို train နဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအဲ့ train နဲ့အတိုင်းပေါ့နော်တမက်စီကန်ကြတဲ့ SOP တွေလိုက်နိုင်ပြီးတော့ဟာကြတော့အဲ့ register လုပ်တဲ့ကိစ္စတွေတင်ပို့တဲ့ကိစ္စတို့ပို့လိုအပ်တယ်ပေါ့နော်ဘာနဲ့ပို့မလဲပေါ့နော် SMS နဲ့ဒီဖုန်းနဲ့ပို့မလားဒါမှမဟုတ်ရှင်လည်း messenger ပို့မလားဒါမှမဟုတ်ရှင် Viber ကနေပို့မလားဆိုတဲ့အနေထားပေါ့နော်ဘာအချက်လက်တွေပေါင်ရထည့်သွင်းပြီးတော့ကောက်အချက်လက် data ကောက်ခံရမလဲဆိုတာအစားကျွန်တော်တို့မေးထားမယ်ပေါ့နော်ဟိုနောက်ပြီး training ပေးမယ်ဆိုလို့ရှင်ဒါ တွေကပါလာပါလိမ့်မယ်။ပင်နီယာပို့အောင်ပါ online ရပဲလားဒါမှမဟုတ်ရှင်လည်းပဲ on ground ဆေးရုံဆေးရုံတခါလူနောက်တန်းပို့အောင်ပါလားဆိုတဲ့ဟာမျိုးအစားတခါတည်းပဲကျွန်မတို့ကြိုတင်ပြီးတော့တည်ထားရမှာဖြစ်တယ်ပေါ့နော်။အဲဆောင်လာကျွန်မခုနပြောကျွန်မကြီးလူသားအခြေခံလူလူသားတွေပေါ့နော်။ဟိုတကယ်ဆေးကူပြီးတဲ့ဆေးရုံမလို့သူနာပြုလက်ထဲသူတို့သူတို့တဲ့ကျွန်မတွေ့တဲ့အဆင့်ဒီမရောက်ခင်ပါအရင်ဆုံးကကျွန်မတို့ကဒီအခြေခံလုပ်ပြီးတဲ့ဒီဒေတာဘက်မှာရှိတဲ့ humanitarian worker စေ volunteer တွေပေါ့နော်။သူတို့တွေကတစင်တည်းရပြီးတော့သူတို့တွေကျွန်မတို့ကြိုတင်ပြီးတော့ train မိထားမှာဖြစ်တယ်။သူတို့ကတစင်မှာကျွန်မတို့ကြောင်းကြပါဘူး။ဒါမှမဟုတ်ရှင်လည်းပဲ ဒေတာတွေကဒါအနာပိုင်းတွေဒေတာကဒါအဖွဲ့အစည်းကတာဝန်ရှိရလူပြီးပေါ့နော် လှုပ်လှုပ်ရှားပေးဆက်မှာရရှိတဲ့တင်းချက်လက်တွေကိုစစ်စစ်ပြီးတော့ခါကြတော့တကယ်လို့ဖြစ်တယ်ဆိုလို့ရှင်လဲဆိုတော့ဒါအချိန်တိုတွင်းမှာပြန်နေတဲ့ဘာညာမရှိရလေအောင် epidemic မဖြစ်ရလေကျွန်တော်တို့ဒီမျိုးသတိပြုရမှာဖြစ်ပါတယ်ရှင်းနေပြီးတယ်ဆမတို့ endemic ရှိရပေါ့လေ TB ရှိမယ် malaria ရှိမယ်ပေါ့ဒါတွေလည်းပဲဆမတို့အဲ့ပုံစံမျိုးနဲ့ထိချုံမယ်ပေါ့နော်အဲ့တော့ဒီဖြစ်နေတာဆိုလို့ရှင်လဲ TB ကလိုင်းတိုင်းသွား malaria ဆိုလို့ရှင်လဲ malaria ကလိုင်းတိုင်းသွားပေါ့နော်စတဲ့ဒါမျိုးတွေဆမတို့ endemic disease တွေကိုလည်းအဲ့ပုံစံတိုင်းဆမတို့ထိချုံမယ်ဆိုလို့ရှင်အဲ notify ပဲ disease ဖြစ်တဲ့ဒီတခြားသောဆမ outbreak ဖြစ်တဲ့ရောဂါတွေမှာ cholera လို့ဟာမျိုးတွေနောက်ကကြတော့ဒီ respiratory threat infection တို့ဟာမျိုးတွေပါဒါတွေကျမတို့အချိန်မီထိန်းချုပ်နေမှာဖြစ်ပါတယ်။နောက်ကကျတော့ကျမတို့မူးစက်ရောဂါတွေကိုကာဝယ်တားဆီးလို့ရဆွဲနေရမှာတချို့ဟာတွေကကျတော့ vaccine ပေါ့နော်။ကာဝယ်ဈေးထိုးပြီးတော့ကာဝယ်လို့ရတယ်။ဒါကြောင့်ကျမတို့က disaster ဖြစ်သွားပြီဆိုလို့ရှိရင်နောက်ပိုင်းနေမှာအဲ့လိုကာဝယ်ဈေးထိုးတဲ့လုပ်ငန်းတွေပြက်လက်မှုမရှိရလေ။အစောတလေကျမတို့ကကာဝယ်ဈေးထိုးတဲ့ပုံမှန်လုပ်ငန်းတွေပေါ့နော် routine လုပ်တဲ့ဒီ immunization program တွေစောင့်နေတယ်များဆိုတော့စဖို့လိုရတယ်။ဒါကြောင့်ကျမတို့ကဒါတွေတွဲပြီးတော့လုပ်ရင်းနဲ့ဒီ surveillance system တွေ notify notification system တွေတွဲပြီးတော့လုပ်ရင်းနဲ့ဒီ routine immunization program တွေကို ခက်မြန်မြန်လေးစမားတို့ run နိုင်မှုအတွက်လိုအပ်တယ်ပေါ့နော် အဲ့တော့ကျမတို့ကဘယ်လိုလုပ်မလဲဆိုတော့ standard skills definition ပဲထားမယ်ဟုတ်ခုနအရှိကကျမပြောခဲ့တဲ့အထဲမှာလေးပါတယ်ပေါ့နော် risk assessment need assessment ဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေမှာကျမ degree ရောသတ်မှတ်ထားတဲ့သတ်မှတ်ချက်တွေရှိတယ်အဲ standard skills definition ပါလေ1သွားရဆိုလို့ရှိရင် cholera ကိုကျမတို့ကတန်တရားရှိမယ် cholera ဖြစ်နိုင်မလားဆိုပြီးခါကျတော့ကျမတို့ notify လုပ်ထားမယ် system လုပ်မယ်ဆိုလို့ရှိရင်အဲ့မှာ1သွားရဆိုတဲ့အချိန်ကြီးတော့1ဘယ်လိုပုံစံသွားရလဲ finishing သွားရလဲနောက်တစ်ခါကျတော့ကျမတို့ဒီ1ရဲ့အနေထားပေါ့နော်စံစည်းရေးလိုဟာမျိုးတကယ်ဝဲ cholera လို့သွားနေရတယ်ဒါမှမဟုတ်ရှင် yield နဲ့1ပြ တူဒါမှမဟုတ်ရှင်တဲ့တခြားတော့ဖူပွိုင်းစနေလို့ဟာမျိုးကြောင့်မလို့သွားရလားဆိုရဲဟာမျိုးလေတည်တာဖြစ်ရဲကြောင့်မလို့ standard skill definition ပေါ့နော် colorado definition ကတော့ဒါပါဆိုရဲဆိုမှာတက်မှတ်ထားပေါ့လို့ဒါမှမဟုတ်ရှင်လေဆိုမှာ influencer လာအဆိုလို့ရှင်လေပဲဖျားရဲချောင်းဆိုရဲဆိုရှင်ဖျားရဲချောင်းဆိုရဲ case တွေအကုန်လုံးယူမယ်ပြီးသွားပြီဆိုရှင်အဲ့ရမှာဒီစင်ကိုကို task နဲ့စီပြီးတော့ဟာကြပြန်ပြီးတော့ confirmation လုပ်မယ်ပေါ့နော်အဲ့ပုံစံမျိုးအဲ့မျိုးပုံစံမျိုးကျွန်တော်တို့က case ကို definition တက်မှတ်ပြီးတော့ဟာကြဖြစ်တာနဲ့မယောဂါတွေအတွက်ကိုကြိုတင်ပြီးတော့ကိုရဲ့ share ကျွန်တော်ပြောခဲ့လို့လုတ်လုတ်သားတွေပေါ့နော်အတိအဓိကလုပ်ပြီးတော့ workers တွေအဲဟိုပါ volunteer volunteers တွေနောက်တစ်ခါ community workers နောက်တစ်ခါနောက်တစ်ခါ healthcare workers တွေပေါ့အဲတို့တွေကျွန်တော်တို့ကြိုတင်ပြီး train ထားအောင်ပါဖြစ်တယ်ဆရာဝန်သူနာပြည် level မဟုတ်ဘူးအဲကျွန်တော်တို့ကြိုတင်ပြီးတော့ဒါအခြေခံလုပ်ပေးရတာကျမကြီးအ step တွေပေါ့နော်အဲဒီလိုလိုကျွန်တော်တင်ထားပေးရမှာဖြစ်တယ်ပေါ့နော်ဒါမှသာလေတို့သိမယ်နောက်တစ်ခါတို့မှီညမ်းလို့ရမယ်ပုံစံပြဆိုတော့ SMS နဲ့စာတို့တွေပေးပို့ထားတာဒါမှမဟုတ်ရှင်လည်းပဲစာပြ pamphlet လိုဟာမျိုး live ဝေထားတာဒါမှမဟုတ်ရှင်လည်းပဲကျွန်တော်တို့ဒီ Facebook တို့ social media တွေရတဲ့တစ်ဆင့်ပါအဲဒါဖြစ်လို့ရှင်တော့ဒါပြီးတော့သတင်းပို့ပါကျွဲဟာမျိုးခက်မြင်ညာလေးကျွန်တော်တို့ warning sign တွေ ပြထားပြီးတော့ခါကြာကြိုတင်ပြီးတော့တင်ပြရဲဆိုဆိုလို့ရှင်တော့ပို့ပြီးတော့အစီအမြဲပေါ့ပို့ရစနစ်ကြမယ်တရားတစ်ပွားဖြစ်တယ်ဆိုတာခါမျိုးရတယ်အဲ့ရတယ်အဲ့တရားတစ်ပွားဖြစ်တယ်ဆိုတာခါမျိုးတွေဒီလိုပုံစံမျိုးလုပ်ချင်ရပြီဆင်မတို့အများကြီးကောက်ဝေးမြဲဆိုတာနားလည်ထားမှာဖြစ်ပါတယ်အဲ့တော့ကောက်ဝေးစည်းထိုးတာကဘယ်လောက်လိုလဲပေါ့နော်ဒီဒေတာတွေမှာဆင်မတို့အဖြစ်တော့ဖြစ်နေကြပြီမှာတုတ်ခွေးလာဒါမှမဟုတ်ရှင်မီဇယ်လာပေါ့နော်အဲ့ဝက်သက်တွေပေါက်နေကြပြီဆိုတဲ့ခါမျိုးဒါဆိုလို့ဆင်မတို့ လာမယ့်အဲကာလာထဲမှာတော့ကာဝယ်စီကတော့ဘလောက်ကတော့လိုမှာအဲကလေးမှာဖြစ်ဒါမှမဟုတ်ရှင်လည်းပဲလူအဲကလေးဟိုကြီးကောင်ပေါက်နေမှာဖြစ်တယ်စသည်ဒါမျိုးတွေကျွန်တော်တို့ကကြိုတင်ပြီးတော့တွက်ချက်ပြပြဆိုလို့ရှင်ကာဝယ်စီကတော့ဒီဒေတာထဲမှာလူကတော့ဘယ်နှတောင်းရှိတယ်ဒါမှမဟုတ်ရှင်ဘယ်နှသိန်းရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကာဝယ်စီရေတွက်ဆိုလို့ရှင်တော့ဒီဒေတာရဲ့အချိုးအစားအပြင်ကတော့ကာဝယ်စီအလုံးကျ၁၀၀လို့မ၂၀၀လို့မ၃၀၀လို့မ၁၀၀၀စသည်ဒါမျိုးကျွန်တော်တို့ကတွက်ချက်လို့ရအောင်ဖြစ်တယ်ပေါ့နော်ဒါကကျွန်တော်တို့ကအခုလိုမျိုးတွေ့တဲ့ case တွေပေါ့မဟုတ်ဒီပြောခါကျတော့ဒါမှမဟုတ်ရှင်လည်းပဲတကယ် confirmation test ဖြစ်ဖြစ်မဖြစ်ဖြစ်ကျွန်တော်တို့တန်လျာရှိတဲ့ အနေထားတွေအိတ်များလာပြီဆိုလို့ရှိရင်လည်းပဲဒီချိုးဟာတွေဆိုလို့ရှိရင်အဲ့တန်တရားရှိတဲ့အနေထားနဲ့တွေကိုပဲရောဂါဖြစ်နိုင်ကြည့်ဆိုတော့တွက်ချက်လို့ရတယ်ဒါကြောင့်ကျွန်တော်တို့ကကာဝယ်ဆီထူရဲ့ကိစ္စတွေကိုလည်းပဲအဲ့ပုံစံမျိုးကျွန်တော်ပြန်ပြီးတွက်လို့ရတယ်နောက်တစ်ခါကျစားတော့လိုအပ်တဲ့စီးဝါးပေါ့ပါရာစီတမောတို့တခြားတော့လိုအပ်တဲ့ဒီ ORS ပေါ့နော်တစားရီလိုဟာမျိုးတွေနောက်တခြားတော့လိုအပ်တဲ့ဒီစီးဝါးကရိယာတွေပေါ့အဲ့ဒါတွေကိုလည်းပဲဒီလိုမျိုးကျွန်တော်တို့ကထွက်လာတဲ့ဒီ case ဟိုဘုံဒီ notify register လုပ်တဲ့ကိစ္စတွေ notify လာပြီးတော့လုပ်တဲ့ case report တွေကိုကြည့်ပြီးတော့ခါကြတော့ကျွန်တော်ပြန်ပြီးတွက်စာလို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ budget က်တွေ့တဲ့နေရာမှာလည်းအဆင်ပြေသွားမယ်ဘလို့လားပဲねကျွန်တော်အရေးပေါ်အဲအခြေအနေမှာဟိုတခြားတော့ကျွန်တော်ကဘလို့လားပဲねပစ္စည်းစုဆောင်တဲ့ဟာမျိုးတွေဝယ်ယူတဲ့ဟာမျိုးတွေလည်းမရှိနိုင်ပါဘူးအခုဒီအချိန်မှာကျွန်တော်တို့ provider လိုအပ်မှုတွေလည်းရှိတယ်တခြားမလို့လိုအပ်တယ်ဆိုလို့ရှိရင်လိုအပ်တလောက်ကိုအဲ့လိုမျိုးရရှိရဲ့ကိုယ့်ရဲ့ဒီလိုမျိုး report တွေကတစင်ပေါ့နော် evaluation လုပ်ပြီးတော့ခါကြတော့ပြန်လည်ပြီးတော့ဒါအချိန်မီတုံးသက်ပြီးလို့ရှိလို့ရှိရင်တော့ဒါ ပစ္စည်းပစ္စည်းဝယ်ယူရမယ့်ကိစ္စတွေကာဝေးထူဖို့အတွက်လိုအပ်တဲ့အခြေအနေနောက်ကကြတော့စေကူသားဖို့အတွက်ဟိုကျန်းမာရေးလှုပ်သားအရာမလုံလောက်ဘူးဆိုလို့ရှင်လေလုံလောက်အောင်ကျွန်တော်ဘယ်လိုလုပ်ကြရမလဲပေါ့နော်တခြားနေရာ volunteer တွေခေါ်မလားဒါမှမဟုတ်ရှင်လည်းပဲ fever clinic တွေဖွင့်ပြီးတော့ဟာဒါမှမဟုတ်ရှင်ပဲ diarrhea clinic လိုဟာမျိုးဖွင့်ပြီးတော့အခါကျတော့အဲကိုယ့်ရဲ့ဒီသားဟိုအရာတွေကိုပဲဒီ volunteer တွေနဲ့ပြန်ပြီး train လာပေါ့နော်သူတို့ရဲ့ဒီလှုပ်အားနေပဲပြန်ပြီးတော့အခါကျတော့ဒီအဲအဲဒီလှုပ်ဆရာမတို့တကယ်အလုပ်လုပ်ရမယ့် fee ထဲမှာတကယ်လုပ်လုပ်ရမယ့်ဆရာတို့သူနာပြီးအင်အားတွေကိုပြန်လဲပြီးတော့ပြန်ပြီးတော့ balance လုပ်မှာဒါမျိုးတွေ ချင်မစဉ်းစားရမှာဖြစ်တယ်ပေါ့နော်ဒါကကျမတို့ကကုသရောဂါတွေပြန့်နှံ့မှုကိုတကယ်ပြန့်နှံ့တာတကယ်ပြန့်နှံ့ခြင်းဟုတ်တာမဟုတ်တာ confirmation ဆိုတဲ့အခြေအနေသိရခြင်းမတိုင်မီမှာလိုရမယ့်အဆင့်တွေတော့များတယ်ပေါ့နော်တကယ်တမ်းကျတော့ကျမတို့ကပြန်ပြီးတော့ဒီ confirmation သွားဝင်ရတော့ကြာခုလိုချိန်မှာ rapid test kit တွေသုံးလားဒါမှမဟုတ်ရှင်လည်းပဲဒီတချို့တော့ကျမတို့အဲဟို infection တွေဆိုဥပမာကျမတို့ culture တွေလုပ်ပြီးတော့ခါကြတော့ဒီ bacteria တွေဆိုလို့ရှင်လည်းပဲ confirmation သွားမှာဒါမှမဟုတ်ရှင်လည်းပဲဒီ PCR နဲ့ပြန်ပြီးတော့ဒီ viral infection မှာကျဆိုစစ်မလားပေါ့လीဆိုတော့အစုံမဲကျမတို့ပြန်ပြီးစဉ်းစားရမယ်ဒါပေမဲ့ ဲ့ confirmation သွားရဲဆိုတဲ့အနေအထားမရောက်သေးခင်မှာလူတွေကလည်းတိတ်ပြီးတော့များ case တွေကတိတ်များနေရဲဆိုကြတော့အရင်ဆုံးကဒီလိုမျိုးဆိုတော့ case definition ဖွင့်ပြီးတော့ခါကြတော့လောက်ရမယ်ပြီးတော့ခါကြတော့ rapid test kit တွေကိုတက်နိုင်သမျှကိုယ့်ရဲ့ data တွေမှာရရှိနိုင်တဲ့ rapid test kit တွေနဲ့ဆက်မလို့ဆေးရမယ်ပေါ့နော်နောက်တစ်ခါကျတကယ်လို့များကိုယ့်ရဲ့ data တွေမှာ laboratory technician တွေလုံလောက်ရှိခဲ့မယ်ဆိုလို့ရှိရင် routine examination တွေလုပ်ဖို့ရန်အတွက်ဆိုလို့ရှိရင်လည်းကျွန်တော် case definition တက်မှတ်ပြီးတော့ခါကြလုပ်လို့ရမှာဆိုတော့ဒါကတော့ပုံစံကတော့အဆုံးရှိမယ်ပေါ့ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်လုံရမယ့်အနေအထားကတော့ကျွန်မတို့လိုမျိုးလေးစဉ်းစားထားလို့ရတယ်ပေါ့နော်ဒီလိုစဉ်းစားမှပဲအဆင်ပြေမှာဖြစ်ပါတယ်ရတာ ဒါရဲကျမတို့က precaution တွေပေါ့နော်တကယ်တမ်းအဲ earthquake ဖြစ်လာပြီဆိုလို့ရှင်သူရဲ့နောက်ဆက်တွဲမှာနေရာခြားတဲ့ကိစ္စရှိမယ်တန်ရှင်းအတန်ရှင်းရဲ့ကျွန်တော်တို့ clean water ရရှိရတဲ့လိုဝါကိစ္စတွေရှိမှာနောက်ကကြတော့ sanitation ပေါ့နော်ကျမရှိရဲ့ကလည်း SOP တွေမှာလည်းထည့်သွင်းရေးသားထားတာရှိတယ်လက်တန်ရှင်းရဲ့အစာတန်ရေးတန်လက်စတဲ့အဲ့လိုမျိုးကျမတို့တန်ရှင်းရဲ့ပတ်သက်တဲ့ကိစ္စတွေအကုန်လုံးကိုအဲလှုပ်ဆောင်ရမယ့်နေသားတွေပေါ့နော်အဲ့ရာတွေအကြောင်းမလို့ဖြစ်နိုင်တဲ့ရောဂါတွေတသက်ရှိရနောက်ကကြတော့အစာရချိုးတဲ့ကိစ္စအကြောင်းဖြစ်တာရှိတယ်နောက်ကကြကာဝယ်ဆေးမရတဲ့အတွက်အကြောင်းဖြစ်တဲ့ရောဂါတွေရှိတယ်ပုံမကာဝယ်မှုတွေ မရှိရတဲ့အတွက်ကြောင့်မလို့အဲ့ဒီကနေစင်ကုဆက်ရောဂါရှင်တော့ကြာတကိုရေးတန်ရှင်းမှုပေါ့နော်ဒီဝဲကြိုက်တာအဲဟွာအစကျွန်တော်အရေးပြားမှာအဖြစ်တဲ့ဒီဟွာတွေကဆက်တိုက်ဖက်ဆိုတာမျိုးကအစနောက်ကြာကျွန်တော်ဘေးကင်းလုံးကြုံနေကိစ္စမှာဆိုတော့ကျွန်တော်တို့ရှင်တော်နဲ့မအိပ်ရဘူးတော့တခြားတော့အကောင်မလောင်ကြိုက်တယ်ဆိုလို့ရှင်လည်းဒါတွေကအဲ့ဒါနေပတ်သက်ပြီးမှကျွန်တော်ယောဂါရှင်နိုင်တခါကျွန်တော်တို့ကျန်းမာရေးပညာပေးပေါ့နော်ဒီလိန်ဆက်ဆန်ရမှာဒီစင်ဆိုတာ sexual transmitted infection နောက်ကြာ respiratory infection မှာ TB လိုဟာမျိုးတွေအဲ့ဒါတွေကဘာလဲဆိုလို့ရှင်ရင်ဒီ ဒီဒီနီးငလျင်နောက်ပိုင်းမှာဖြစ်လာနိုင်တယ်ဒီပြဿနာတွေပေါ့နော်အကုန်လုံးကကျမတို့ကဟိုလူတယောက်ရှင်သန်ရက်တည်ဖို့ရန်အတွက်ကိုလိုအပ်တဲ့အခြေအနေအကုန်လုံးပြည့်စည်သွားတဲ့အတွက်ကြောင့်မလို့တချို့တွေပေါ့နော်တချို့တွေဆိုပြည့်စည်သွားတယ်တချို့တွေကလည်းပဲတတ်နိုင်တဲ့လူရှိတဲ့အတွက်ကြောင့်တခြားသောအဲနေရာငလျင်ငလျင်နဲ့နည်းနည်းအဲတက်တာတဲ့နေရာတွေတော့ရွှေ့ပြောင်းမှာမန်လေးဖြစ်တဲ့ဆိုရန်ကုန်မှာရွှေ့နေကြရတယ်ဆိုဒါလိုဟာမျိုးတွေလည်းပဲအဲရှိရှိမယ်ပေါ့ဒါပေမဲ့အများစုတော့ကျမတို့ဒီလူလက်တန်းစားရတို့နောက်ချီလူလက်တန်းစားရတို့ဆိုလို့ရှိရင်တော့ဒီလိုမျိုးဒီကေစိစခန်းတွေ မှာတနေရတာရှိမှာနောက်တစ်ခါကျတော့ကိုရဲ့အဲအိမ်သားလေးမှာပဲအပျက်စီးတွေကိုအဲဝါဖြစ်ရင်လည်းပြန်မတန့်ရှင်းလို့တချို့သောပျက်စီးတွေရာလည်းကောင်းတဲ့ပစ္စည်းတွေရှိတော့ခါကျအဲ့ဒါတွေပြန်ပြီးရှင်းလင်းရင်းနဲ့ပေါ့နော်ကိုရဲ့နေရာမှာပဲနေရဲဆိုလို့ရှိရင်ဒီကိစ္စတွေကျွန်မနည်းနည်းများဖြစ်ကြမှာပဲအဲ့တော့ရှေ့ရက်ကပဲကျွန်မတို့ဒီ social media မှာတွေ့ရတာတော့ရေရေအိုင်လိုဟာမျိုးတွေမြို့လေကောင်မှာပြန်ပြီးတော့ပေါ်လာတယ်ပေါ့နော်ကနေဦးမရှိခဲ့တဲ့နေရာမှာလမ်းလေကောင်မှာရေအိုင်တွေပေါ်လာတယ်ဒီကနေပြီးတော့ခါကျတော့လွယ်လွယ်ကူပဲရှေ့အဲဒီ ကိုယ့်ရဲ့ဒီဒေတာအဲရက်ွက်ထဲကလူရရနေတော့အဲ့နေအဲ့ရေအိုင်းနားမှာပဲရေခတ်ကြတယ်ရေချိုးကြတယ်တန်ရှင်းလောက်ကြတာဒါမျိုးတွေကျွန်တော်တွေ့လာရတာပေါ့နော်အဲ့တော့အဲ့တော့ဒါမျိုးတွေကျွန်တော်တို့ကဘယ်လောက်ရှိမလဲဆိုတာမသိနိုင်ဘူးဒါတော့ကျွန်တော်တို့မြို့လင်ကောင်းနေရာမှာပေါ့နော်အဲ့တော့ခြေလက်လိုနေရာမျိုးမှာဆိုလို့ရှိရင်အခုချိန်မှာရေရင်းမြက်တွေကတချို့နေရာဆိုခန်းသွားရတယ်ပေါ့နော်အရာရမြက်တချို့နေရာဆိုလို့ရှိရင်ခန်းသွားရတယ်ရှိရတချို့နေရာဆိုအင်းတွေပျောက်သွားရတယ်တချို့နေရာဆိုရေတခြားထွက်တဲ့ဆုတ်စီပေါ်လာရတယ်ပေါ့နော်ဒါကငလင်လောက်ပြီးနောက်ပိုင်းမှာတွေ့လာတဲ့အနေအထားပဲဆိုတော့အဲ့ဒီဟာတွေပေါ့အခြေခံမျိုးခါကျွန်တော်တို့ကဒီလိုမျိုးအဲ ုံစံတွေပြဆထားရမှာဖြစ်တယ်ပေါ့နော်အကောင်လုံးကကျွန်တော်အရာရာကအဲယောဂါကြီးဖြစ်နေတဲ့နေသားတွေဘက်ကိုဥတီနေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါမျိုးတွေကိုမရများမကြမီကာလာတွင်းမှာအတင်းညာတွေ့ရနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ expect လုပ်ထားမှာဖြစ်ပါတယ်ဆိုတော့ဒါကပါလေပါဇက်ဖို့ကြီးနေချောက်ပြောရတာမဟုတ်ဘူးဒီကတော့ကျွန်တော်တို့ဒီစဉ်းစားပြီးတော့ပေါ့နော်တိမ္ပန်နေစာကျွန်တော်တို့စစ်စစ်အဲ့ဒီလိုမျိုးရေးသားထားတဲ့ဒီဟိုဟာတွေပေါ့တိမ္ပန်နေစာအဲရေးသားထားတဲ့ရေးသားချက်တွေအရမ်းပြင်ပြီးတော့ဟာကြတော့ကိုရီမှာပြင်ဆင်ဖို့ရတဲ့လူပတ်တင်ကြဖြစ်ပါဒါမှသာလေကျွန်တော်တို့ကဖြစ်လာပြီးဆိုလို့ရှိရင်လည်းအတေကြောက်ပိတ်ဆင်နေမယ်ပြီးတော့ဟာကြတော့တခြားလူတွေကူးဆက်ပြတ်နေတာတွေမ ရှိတော့ဘဲနဲ့ကောင်းကောင်းကန်တော့မှဖြစ်တယ်ပေါ့နော်အဲ1ရောက်လာတွေကနေရာချတိုင်းအချိန်မှာကျွန်တော်တို့ရေတန့်တာရေတန့်ရှင်းတဲ့ရေဟိုမရတာပေါ့ ရေစီတို့အဲဟိုပါတောက်ရေတော့ရှိရဲတချို့နေရာကျချိုးရေမရှိဘူးတို့သုံးရေမရှိဘူးမလုံလောက်တံပြိုးတွေရှိမယ်အဲ့တော့အဲ့ရာတွေကျမတို့ဝမ်းရောက်ရတယ်ဖြစ်တာပေါ့နော်ဒီချာလက်ပြီးတော့လက်ကိုဒီချာမစေးနိုင်တာဘာညာပါမယ်အစားအသောက်တွေဆိုလို့ရှိရင်လည်းပဲစားတော့ချက်ပြုတ်တဲ့အနေထားမျိုးတွေကအဲပြဿနာရှိတာပါမယ်တချို့တွေကျတော့လည်းအများကြီးထမင်းမှုလာဝေးတို့တို့ကျအဆင်ပြေတယ်ဒါပေမဲ့တမျိုးကျတော့လည်းဘယ်နည်းစားနိုင်ပါလိမ့်ပေါ့နော်အဲ့တော့တစ်ပတ်နှစ်ပတ်လောက်ကျလို့ရှိရင်ပြီးသွားတယ်မျက်ချက်ပြုတ်စားရတာဒါမှမဟုတ်ရှင်နေပဲအဲ့ဒီနေရာကြတဲ့နေရာတွေမှာပဲကျမတို့အိုးကြီးနဲ့ချက်စားရတာဒါမျိုးတွေဖြစ်လာမယ်အဲ့တော့အဲ့ရာတွေဒီမှာတစ်ခါလက်အတန်ရှင်းအားနေရဆိုလို့ရှိရင်အဲ့ရာတွေမှာ အဲ camp တခုလုံးမှာပေါ့နော်နေရာတခုလုံးမှာဝမ်းရောက်ရဖြစ်တာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်နောက်ကကျတော့အသက်ရှူလမ်းကြောင်းရောက်ဆိုင်ရာရောက်ရပေါ့နော်နေရာကအရင်ကျက်တဲ့အတွက်ကြောင့် crowd ဖြစ်တဲ့အတွက်ကြောင့်မလို့ဆောင်းဆိုတော့ဟာကြတော့တော်ပုံမှန်အားဖြင့်ကျမတို့ကအဲရှေ့ကကျမပြောခဲ့တဲ့မှာလည်းပါရပါတော့လူရန် community immunity များတဲ့နေရာတွေဆိုလို့ရှိရင် immunity များတဲ့အဲ community တွေပေါ့လူတွေထဲမှာခုခံဆွမ်းအားကောင်းတဲ့လူတွေများတယ်ဆိုလို့ရှိရင်တော့တောင်းနာယောဂလက်ယောဂတွေကမပြောင်းဘူးပေါ့ဒါပေမဲ့ခုခံဆွမ်းနည်းတဲ့လူ ကြားထဲမှာဆိုလို့ရှင်တော့ယောဂါတွေကပြန့်လွယ်ပေါ့ဒါကြောင့်ကျမတို့ကအသက်ရှူလမ်းကြောင်းယောဂါတွေကလူစုံဖြစ်လာပြီဆိုလို့ရှင်တော့ပုံစံအောင်ဖြစ်တဲ့တွေကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ယောဂါတွေပိုပြီးဖြစ်လာလို့အသက်ရှူအဲဟိုပါတော့ပိုးဝင်တွေကြောင့်ချောင်းဆူရအနာကြီးရနာချီတာဖျားတာအပြင်ကိုတခြားလို့ကျမဆက်ဆက်တဲ့မတီဗီလိုဟာမျိုးတွေပါကျမတို့ကစပြီးကူးလိုက်မှုတွေ chance များလာပြီပေါ့နော်ပြီးတော့ခါကြတော့ဝမ်ယောဂါတိုက်ဖွားယောဂါဒါရေမတက်ရင်ဖြစ်မယ်နောက်ခါကြတော့ဒီကိုအသက်ရှင်အားနေကြဝမ်ယောဂါနောက်ခါကြကျမ insect တရားတစ်စင်းကြိုက်တယ်ယောဂတွေပေါ့နော်ရှင်မနောက်ဝဲဆွဲမယ်ပေါ့နော် scabies တွေဟိုဖြစ်မယ်နောက်တစ်ခါကျတော့ဒီမှာအာဟာရချူတဲ့အတွက်ကြောင့်ဘူတီဗီနော်ဝတ်သက်ပေါ့မယ်ပေါ့နော်အဲ့တော့ဒီဝတ်သက်နဲ့ပတ်သက်ပြီးဒီမှာထပ်ပြီးတော့တက်တက်လေးပဲထပ်ပြီးလက်ချလာပါဘူးဝတ်သက်ကအရေးကြီးတယ်ပေါ့နော်အရင်လဲကူးဆက်လွယ်တယ်လူများတွေဒါဆိုပြန်ကူးဆက်ပြောင်းခါကျတော့အရေးကြီးရပါလေဆိုရင်သွားဟိုအတက်အနေလည်းရှိရဲပေါ့နော်တိတ်ပြီးတော့ဟိုပြက်ဟိုဟာဖြစ်တယ်ဆိုလို့ရှိရင်ကြတော့အဲ ဟိုဟာပေါ့ကူးဆက်နှုံးလဲမြင့်တယ်လို့အတန်းအနေသေးဆုံးနိုင်နှုံးတာလည်းပဲတကယ်ဝက်သက်ကမြင့်တယ်ကြောင့်ဆိုတော့ဝက်သက်ကိုကာဝယ်ဆေးထူတဲ့အခါမှာပို့ပြီးတော့ဟာကျအလေးပေးပြီးတော့ဒါလုံးဆောင်ရတဲ့ဒါမှရှိရဲလို့မီဇဲလို့ immunization ကိုကြတော့ကျမတို့ခက်မြန်မြန်ခက်စောစောစောနိုင်တယ်များစောစောဒီလိုမျိုးအဲဒီ earthquake နောက်ပိုင်းပေါ့နော်ဖြည်းဖြည်းနောက်ပိုင်းက community တွေကိုထိုးပေးဖို့လိုအပ်ပါတယ်အဲ့တော့နောက်မှကျကျမအသက်ရှင်နေအောင်ယောဂဆိုင်ယောဂကြီးလည်းဖြစ်နိုင်နေတော့ကျကာဝယ်ဆေးအနေနဲ့ကခုနပြောတဲ့ဝက်သက်နောက်ကကျတော့အုံနောက်အမေးအောင်ပေါ့နော် Japanese encephalitis လို့ခေါ်တယ်အဲ့တော့အဲ့အရာတွေကလည်းပြင်စမထပ်ပြီးတော့ရှင်းတော့ရှင်းပြပါဦးမယ်တသက်ပေါ့နော် ကျွန်တော်တို့ရှိရကျွန်တော်ပြောခဲ့တယ်အဲဒီတွန့်လွန်တော်ဝေးပေါ့နော်ဒန်ဂီဖြစ်စေတဲ့ဒီ virus အမျိုးအဲအုပ်စုတွေမှာတော့သူပါတယ်ဒါပေမဲ့သူကတခြားသောပုံစံတစ်မျိုးနဲ့ပေါ့နော်အဲတော့ကတော့အဲဒန်ဂီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ diagnostic ဘယ်လိုလုပ်ကြမလဲဆိုတာမေးဆွေးနွေးခဲ့တော့အဲဒီလိုဟိုင်းနဲ့ဟိုစီကာနဲ့ဘယ်လိုဖွဲမလဲလို့ Japanese encephalitis နဲ့ဘယ်လိုဖွဲမလဲဆိုပြီးခါကြတော့ဒီရောဂါအတိအကျနေထားလို့ရှင်းပြခဲ့တာတော့ရှိတယ်ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးတော့ခါကြဆိုတော့အသေးစိတ်တော့မလာသေးဘူးပေါ့နော်ပြီးတော့ ဒီဂျပန်ဂျပန်အုံနောက်ရောက်ပြောခါကြရကျွန်တော်တို့ဒီအဟိုပါဒီစုံစုနော်စုံစုကကျွန်တော်တို့ဒီတီရပေါ့အမေခိုင်တက်တနက်စီကပြောခဲ့ပြီးတဲ့နောက်အဝါရယောဂါလို့ဆိုရဲလို့ဖြစ်ပါတယ်အဲ့တော့အဝါရယောဂါဆိုတာဘာလဲဆိုတော့ trade မဟုတ်သူက jaundice ကိုပြောတာအအသားဝါရယ်ပေါ့နော်မျက်လုံးဝါရယ်အသားဝါရယ်မျက်လုံးရတော်ရီဝါရယ်တူစားမလို့ဒီရဲလို့ဆိုတဲ့ကာလာဖြစ်နေပြီးတော့ဖြားလဲဖြားရယ်တူစားမလို့ရဲလို့ဖြစ်ပါဆိုပြီးတော့သူကအဝါရယောဖြားနာခြင်းအဝါရယောဂါဆိုပြီးတော့ပြောတာရှိရင်တော့ကြတော့ပိုးမွားအဲကာဝယ်မှုတွေရဆိုကျွန်တော်တို့ငှက်ဖြားပေါ့နော်နောက်တစ်ခါကျတော့ leishmaniasis leishmaniasis ကတော့ကျွန်တော်တို့ မြန်မာနိုင်ငံနေရာမှာအရင်ရောမဖြစ်ဘူးဒါပေမဲ့ကျွန်မတို့ဒီ reference ယူထားတဲ့ဂျာနီကဆို accuracy severe level ကဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဘက်ဒီမှာတော့ delistment diseases ကိုကျွန်တော်တွေ့ရတယ်ပေါ့နောက်ကျွန်တော်တို့ တို့တို့ငွေတန်းကြီး Japanese encephalitis တော့ကျတကူရေးတန်းရှိမှအားရတဲ့ကြောင့် typhus ပေါ့နော် typhus ကတော့ဒီမောင်မြန်မာနိုင်ငံမှာလည်းရှိရပေါ့နော် scrub ကတော့အဲ့တော့ scrub နဲ့ပတ်သက်ပြီးတော့ဒီမှာထပ်ပြီးရှင်းပြပေးဦးမယ် scrub ကလည်းပဲကျွန်တော်တို့ဒီဖြစ်ပြီးဆိုလို့ရှိရင်လည်းအများကြီးတွေ့တတ်တာပေါ့နော်မြန်မာနိုင်ငံအလဲပိုင်းမှာဆိုရင် scrub ရှိရပေါ့နောက်ကြတော့ကျွန်တော်တို့အဖျားတက်တဲ့ယောဂါ relaxing ဖြစ်ပါသူက relax ဆိုတာကတော့ဖြစ်လိုက်ပြင်ပကြလိုက်ပေါ့နော်အဲ့ဖီဘာတက်လိုက်ကြလိုက်ဖြစ်နေဆိုယောဂါရှိရဒါလည်းပြင်ထပ်ပြီးဆိုတော့ရှင်းပြပေးပါမယ်နောက်ကြပြီးတော့ငှက်ဖြား နော်အရေးပြအေဝါလို့ဘေးကင်းကျွန်တော်တို့ safety ပေါ့နော်ဒီကိုယ့်ရဲ့ level ဒီဒီဟိုဘက်မှာအဲဒီ ဒီအကေစိစခန်းနေကမ့်မနေမှာဆိုလို့ရှိရင်ဒီတယောက်ချင်းစီပေါ့နော်ပါစင်နဲ့ safety အဲဒီလိုမျိုးလို့အစုလိုက်အစုလိုက်ပြောင်းလိုက်ဘေးကင်းဆိုတော့မနေရတဲ့ခါမှာဆိုလို့ရှိရင်ဒီချင်းနေရင်းတွေတခြားသောပိုးတွေ insect တွေကတစင်အကူဆက်ပြတဲ့ယောဂရဲကျွန်တော်အများကြီးဖြစ်လာတယ်နောက်ခါကျွန်တော်တို့ကျန်မာရေးပညာပေးပေါ့နော်အဲနောက်ပိုင်းမှာကျွန်တော်တို့ဒီ sexual transmitted infection တွေကိုသိပြီးတော့ဒီကြောင်မလုပ်ထားဘူးဆိုလို့ health education မရှိတာဘူးဆိုလို့ရှိရင်တော့ဒီလူတွေကြားထဲမှာကူးမှာနောက်ခါကျတော့တချို့လည်းကဆိုင်ရယောဂရဲလည်းပဲ health education မပေးထားဘူးဆိုလို့ရှိရင်ချောင်းဘလို့ဆိုရဲနှာနှာချီတဲ့ကိစ္စချောင်းဆိုးတဲ့ကိစ္စဘယ်လိုမျိုးကျွန်တော်တို့ကာ ဝေးရအောင်လဲဆိုရင်နေထားရမရှိခဲ့ဘူးဆိုလို့ရှိရင်ဒါမျိုးတွေကျွန်တော်တို့နောက်ရောက်ရှောက်ဖြစ်လာမှာပဲဆိုတော့နားလည်ထားရမှာဖြစ်ပါတယ်